ဘရူနိုရဲ့ခင်ဆုံးပေါ်တူဂီကွင်းလဲလူကိုခေါ်ယူပေးဖို့မယူပရိသတ်တွေတောင်းဆိုနေကြ။မင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါပြီ။မန်ချက်စတာနိုက်တက်သင်္ကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာအခုရပိုင်းတွင်အွန်လိုင်းပေါ်မှာလူပြောများဆုံးကစားမတစ်ယောက်ဖြစ်နေပါပြီ။ဘရူနိုကပေါ်တူဂီသင်း2016ကဘလားချီစီပွဲအောင်မြင်ဖို့အတွက်နိုင်ရရှိဖို့လိုအပ်နေတဲ့အာမေးနီးယားသင်းရဲ့ပွဲစဉ်မှာကိုရိုင်းဟက်ထရစ်သင်းယူပြီးတော့ကိုကိုဒီကိုနဲ့နိုင်ပွဲရအောင်ကူညီပေးခဲ့ပါပြီ။ဒီပွဲမှာပေါ်တူဂီအတွက်ဟက်ထရစ်သင်းယူပေးခဲ့တဲ့နောက်ထပ်ကစားမတစ်ယောက်ရှိပါသေးတယ်။သူကတော့ပေါ်တူဂီကွင်းလဲလူဂျာအိုနီဗက်စ်ဖြစ်ပါတယ်။ ဂျာအိုနီဗက်ဆိုတာပေါ်တူဂီသင်းမာရော PhD အသင်းမာပါမရှိမဖြစ်ကွင်းလည်လူဖြစ်ပြီးသူတို့သင်းရဲ့ပထမဆုံးချန်ပီယံလိချန်ပီယံဆုလမ်းကြောင်းပေါ်မှာလည်းအဓိကနေရာကနေပါဝင်ကူညီခဲ့သူဖြစ်ပါတယ်။နီဗက်ရဲ့ဖရီကစ်သင်းကိုကြီးကအတော်လေးလှပတယ်လို့အခြားသင်းကိုနှစ်ကိုကလည်းတာမန်ကောက်စားကိုတွေမဟုတ်ပါဘူး။တကယ်တော့ United နေနဲ့လွန်ခဲ့တဲ့နှစ်လောက်တုန်းကဂျာအိုနီဗက်ကိုခေါ်ယူဖို့အခွင့်အရေးရှိခဲ့ပါတယ်။ဒါပေမဲ့အဲဒီတုန်းက United နေပြားဖြစ်နေတဲ့ Eric Ten Hag ကနီဗက်စာဦးကားဒေးကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ဂျာအိုနီဗက်ကပေါ်တူဂီလိချင်းရဲ့ကွင်းမှာမြန်လို့လို့ဖလိုနိုနာကတ်နေတက်ပြီး သူ့ကို United ထံခေါ်ယူပေးဖို့တောင်းဆိုနေတဲ့ဓာရီရှိခဲ့ပါတယ်။အိုဂါရီထက်လည်း၄နှစ်ငယ်ပြီးတော့တကယ်လို့ပေါ်လုံးစကေးကျွယ်ဝလုံးသူဖြစ်ပါတယ်။ပေါ်ဂီတင်ရဲ့နောက်ဆုံးပွဲစဉ်ကအကြောင်း Universe ရဲ့ခြေစွမ်းတွေကိုကြည်ပြီး United ပရိသတ်တွေကတော့ Bruno နဲ့ Jao တွဲဖက်ကို Old Trafford မှာမတွေ့ရတာနားရီဆိုပြီးပြောဆိုနေကြပါတယ်။